မြင်းကျန်တမနီဆက်ယုံကိုတရားခွန်မမဒုံးကြည်ဖြင့်တိုက်ခိုက်မှု စစ်သား15ဦးသေဆုံးမန္တလေးတိုင်းမြင်းကျန်မြို့နယ်ရှိကျန်းဖက်စစ်တပ်တပ်ဆွဲထားတဲ့တမနီဆက်ယုံကို တော်လှန်ရေးတပ်ဖွဲ့များကတရားခွန်မမရှော့တိုက်ဒုံးဆယ်လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား15ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းမြင်းကျန် District Battalion 2မှတပ်ရင်းမှုကပြောပါတယ်အောက်တိုဘာ16ရက်ကမြင်းကျန်မြို့နယ်ရှိ စစ်တပ်အင်အား200ခန့်တပ်ဆွဲထားတယ်။ဆိုပါဆက်ယုံကို တော်လှန်ရေးတပ်ဖွဲ့များကဒုံးကျည်ဆယ်လုံးဖြင့်တိုက်ခိုက်ခဲ့ရာရှစ်လုံးမှာပြစ်မှတ်ကိုထိခဲ့ပြီးလေးလုံးသည်စစ်သားများရှိရာနေရာတွင်ပောက်ကွဲခဲ့သဖြင့်ထိခိုက်ဒေဆုံးမှုများပြားခဲ့ပါတယ်။တော်လှန်ရေးတပ်ဖွဲ့ဝင်များမှအထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဒုံးကျည်ဆယ်လုံးပြစ်ခဲ့ရာမှာရှစ်လုံးထိမှန်ပြီးလေးလုံးကစစ်သားတွေရှိတဲ့နေရာမှာ တိကျစွာပောက်ကွဲခဲ့ပါတယ်စစ်သား15ဦးခန့်တေဆုံးခဲ့ပြီးကျွန်တော်တို့ဘက်ကအထိအခိုက်ရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့မြင်းညံ district battalion 2မှာတရင်မှုကပြောပါတယ်ဒီတိုက်ခိုက်မှုကို မြင်းညံခရိုင် အမှတ်နှစ်တရင် Bami Guerrilla Force BGF မြင်းညံ One More စစ်ကြောင်းနဲ့မြင်းညံခရိုင်အမှတ်3တရင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်